ဟယ်လိုချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကို new news ဆိုပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့ကတော့2025ခုနှစ်ဇွန်လ4ရက်နေ့ရဲ့မနက်ပိုင်းသတင်းထူးသတင်းကောင်းတွေကျွန်တော်နဲ့အတူကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာโอเคအားလုံးကတော့เนาะဒီသတင်း ဟုတ်ကဲ့ဒီနေ့မှာလဲပေါ့နော်စခန်းတင်းတိုက်ပွဲတွေအပြင်တရင်တူးမြောက်မြောက်ဆိုကျွန်တော်တို့နားထောင်မှာဖြစ်ပါတယ်နော်အဲ့တော့ဒီရပိုင်းအတွက်မှာတော့ပီလူအတွက်တကယ်အားစေးတွေပဲကျွန်တော်ကြားနေတာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့လည်းအများအပြားပဲပေါ့နော်တရင်ကောင်းတွေတင်ဆက်ချင်နေတာနဲ့ကွက်တိပေါ့နော်ကျွန်တော်ပြင်ပန်းတဲ့လူကိုမခံစားဘူးတရင်တင်ဆက်ရတယ်ပေါ့နော်ရင်းဆုံးကျွန်တော်တို့လိုရေးတူရှင်တရင်ကောင်းတွေရင်စပြီးဖတ်ကြည့်တာပေါ့နော် ပထမဆုံးသတင်းပုတ်ကတော့ PDF တိုက်ခိုက်မှုကြောင့်ပြူရှစ်ကောင်မျိုးစာဖြစ်ပြီးပကံညောင်တို့တခြားစစ်တပ်နေပြီးရှင်းလင်းနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါရနော်အဲ့တော့ဒီမန္တလေးတိုင်းညောင်မြို့နယ်ပကံမြို့တဲ့ဂန်ကာရက်ွက်ထိတ်ရှိဇရက်တွင်လမ်းသွားလမ်းလာပြည်သူများဆက်ကြေးကောက်နေတဲ့ပြူစော်ဒီကိုးကောင်ကိုသတင်းရတော်လိုင်းတပ်ဖွဲ့များကတော်ရောက်ပစ်ခတ်ရာပြူစော်ဒီများပြန်လည်ပစ်ခတ်သည့်လက်ပစ်ဘုံက PDF ပစ်ခတ်သည့်ကြည်ထိမှန်ကပြူစော်ဒီကောင်ဆောင်ဇော်ဇော်အပါဝင်ရှစ်ကောင်မျိုးစာဖြစ်သွားကြောင်းသတင်းရရှိတယ်ဗောနော်အဲ့တော့ဒီပြူကိုးကောင်ရှိတယ်ဗျရှစ်ကောင်ကမျိုးစာဖြစ်သွားတာဗောနော်အဲ့တော့ ဒါတကယ်ပဲသတင်းကောင်းဖြစ်ပါတယ်ပြည်သူကိုနှိပ်စက်နေတဲ့ကောင်ဘာမှဟိုအသုံးစားလို့မရတဲ့ကောင်တွေပေါ့နော်တကယ်ဆိုရင်ပြူစော်တီဆိုတဲ့ကောင်တွေဘာမှရွေချက်မရှိတဲ့ကောင်ပေါ့နော်ဘာမှအတိတ်ပဲမရှိတဲ့ကောင်တွေဒီလိုမျိုးကောင်တွေကိုကျမစစ်ကောင်စီကလိုသုံးသုံးနေတာပေါ့နော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ထိုင်းမြန်မာနယ်စပ်တိဘောဘိုးစစ် ကောင်စီတက်စကန်ကို KLA ပူပေါင်းတပ်များကတိမ့်ပတ်ရရှိစစ်ကောင်စီတက်ဖွဲ့များအလံဖြူထောင်းလက်နက်ချဆိုတဲ့သတင်းကောင်းဝင်ဖြစ်ပါတယ်ဗျာကဲတိမ့်ဘောဘူဒီစကန်ကိုမနေ့ကတော့အကြီးအကျယ်ချနေတာဗောနော်စတပ်စစ်ကောင်စီကဘလောက်တော့ခုခံကာကွယ်လဲဆိုရင်လေရင်၃စီးလောက်နဲ့ဗောနော်ကာကွယ်လို့ကြားရတယ်ဗောနော်အဲ့တော့လေရင်နဲ့ဘုံကျဲပေါင်ကဘုံနေဇလိုက်ကျဲလုံးတို့ဒီထိုင်းနိုင်ငံကဗောနော်ဒီ F16 လိုမျိုးလေရင်လာပြီးတော့မှသူတို့ကိုစောင့်ကြည့်ရနေတာဖြစ်နေဗောနော်အဲ့တော့ဒီလောက်အထိကာကွယ်တဲ့စကန်ကိုအခုချိန်မှာဆိုရင်ကျွန်တော်တို့တော်လိုက်တစ်ဖွဲ့တည်းရရှိသွားပြီဖြစ်ပါတယ်နော် တကယ်ပဲဝမ်းသာစရာကောင်းတယ်အဲ့ဒီမှာဥဆောင်တဲ့သူတွေဆိုရင်လည်းတကယ်ပေါ့နော်ကျွန်တော်တို့လေးစားရတဲ့ဒီ Cobra စစ်ကြောင်းနဲ့ဘိုးဘိုးရဲ့စေဝါဥဆောင်တဲ့တော်လိုင်းတက်များကတိုက်ခတ်သိမ်းပိုက်တယ်လို့ကြားတဲ့အခါမှာတကယ်ပဲဝမ်းသာကုန်ယူပါရနော်ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ ဥကျော်တလင်းရဲ့သတင်းဖြစ်ပါတယ်နော်။ Okay ဥကျော်တလင်းအခုချိန်မှာဆိုရင်မလေးရှားကိုရောက်နေလို့ကြားတယ်ဗောနော်။ဒီမှာဆိုသူစာရေးထားတဲ့ဟာလေးသဘောကျလို့ဗောနော်။ချစ်တော်မလေးရေမင်္ဂလာမနက်ခင်းပါဗျာ။မင်းစီကိုရောက်တာနှစ်ရက်ရှိသွားပြီ။အခန်းပြင်တော့မထွက်ရအောင်လာလိုက်တဲ့ငါတို့ညီကိုမောင်တို့မှမိသားစုတွေမနေ့ကလေးကလည်း6နိုင်မှအေ့ရတယ်တဲ့။ဒီနေ့လည်းမနက်6နိုင်ထိုးပြန်ပေါ့တဲ့။ပြည်သူတွေထောက်ပံ့တာရော့သွားတယ်လို့ဘယ်သူပြောမလဲတဲ့။စက်ပစ္စည်းတွေလက်ဝတ်ယတနာတွေငွေတွေလာလူကြထောက်ဖို့ကြတဲ့တကယ်ကိုပီတိဖြစ်စီရပါပဲတဲ့။အဲ့လောက်ကြီးလေကင်မျောလင်းထားပါဘူးတဲ့။ ဒါမျိုးဆိုအေးပြက်လဲခံနိုင်တယ်မေးရလဲရတယ်မစားလဲရတယ်ရေမချိုးရအဝတ်မလဲရလဲရပါတယ်တဲ့ဒီလိုအပ်ချက်တွေအများကြီးဖြည့်ဆည်းပေးနေတော့မေးရဲဘော်တို့တွေတဲ့ခဏအေးဦးမယ်ဆိုပြီးတော့သူတင်ထားလေပေါ့နော်ကျွန်တော်တွေ့တာတဲ့ကျွန်တော်တွေ့ထားတဲ့စာလေးကိုကျွန်တော်ဒီမှာ sharing လုပ်ပေးတာဖြစ်ပါတယ်เนาะအဲ့တော့ဥကျော်တယ်မလေးရှားမှာရောက်ရှိနေပြီးတော့မလေးရှားကကျွန်တော်တော်လန်ပြည်သူတွေကလည်းတောက်တောက်လေးကိုကူညီကြတယ်ဆိုတော့တွေ့ရတယ်ခါမှာတကယ်ဝမ်းသာဖို့ကောင်းပါတယ်เนาะအဲ့တော့ဒီမှာတဲတဲအဲ့လိုအဖွဲ့တွေတွေ့ရတယ်ဒီမှာဆိုအများကြီးပဲပေါ့နော် ကဲတော်လိုင်းအတွက်အားကျိုးမှန်တက်စူးစမ်းပြီးနေတဲ့ဥကျော်တယ်လင်းလဲတကယ်ပဲဟုတ်နော်ကျမ်းပါပါစီချမ်းသာပါစီပေါ့နော်တွားရတွားရလာရလမ်းခီးမှာဘေးနေကင်းပါစီလို့ဆုတောင်းပေးပါတယ်ဗျာကဲနောက်ထပ်သတင်းပုဒ်ကတော့ကျွန်တော်တို့ကြည့်ရမယ့်ဟာကတော့တေဝဘုတ်စကန်ကျသွားတဲ့သတင်းနဲ့ပတ်သက်ပြီးပါနော်တုံးသက်တင်ပြထားတဲ့ကိုစီရဲ့သတင်းပေါ့နော်ကိုစီကတော့ဒီစကန်ကျတဲ့တခါတည်းသူဗီဒီယိုတက်လာပါနော်ကျွန်တော်တို့ဒီမနက်မှတင်ဆက်လိုက်ပါနော်လေးကိုပစ်ပြီးတော့ပြေးနိုင်လို့ပျော်ချလာပျော်ချလာအခုစကန်နေတိန်းတာတော့ဆော့ပြီးမဆိုင်တော့ဘုံမူကြီး ဘုံမှုတွေဘုံချုပ်တွေဖမ်းမိတာဩအေးနောက်တစ်ခေါက်မိပြန်ပြီဒါတော့ဝက်ကြုံကြတယ်ဘလောက်ထိဖြစ်နေကြလဲဆိုတော့ဒီနေ့တနေ့ပဲနဲ့နော်ကရင်ပြည်နယ်မှာတေဘောဘိုးစခန်းကိုတိတ်နိုင်ခဲ့တယ်တုံးနေကြပါနော်ပြီးလို့ရှိရင်ကရင်လီပြည်နယ်မှာလည်းဘျူဟာစခန်းကိုထပ်သိမ်းတယ်အဲဒီနေ့တနေ့ပဲနဲ့အောင်ပွဲတွေအလီဒီရတယ်ဒါပေမဲ့အရင်2021ကုန်ပိုင်း2022လောက်ကဆိုရင်ဘလောက်တော့ပျော်ကြမလဲမသိဘူးဒါပေမဲ့အခုချိန်ကျတော့စခန်းသိမ်းတယ် းစကန်းသိမ့်ပြီးဒါလောက်ပဲဖြစ်ကုန်ကြတယ်ဟုတ်တယ်မလားအဲ့တော့စကန်းนี่ဘလောက်တောင်သိရတယ်ဆိုတဲ့တက်တည်ရအဲ့ဒါပဲနော်တစ်သိန်းသိဖက်ပြမယ်ကရင်ပြည်နယ်ရအောင်ပွဲနဲ့ကရင်ညီပြည်နယ်ရအောင်ပွဲကရင်နေရအောင်ပွဲပေါ့နော်ဒီနေ့ကတော့စကန်းတစ်ခုသိမ့်နိုင်တစ်ခုက viewer ကုန်းစကန်းအောင်သိမ့်ပြီဒါ viewer ကုန်းဆိုတာတကယ်အချက်အချာကြမ်းနေတယ်နောက်တစ်ခုကတော့တေဘောဘူးစကန်းကိုတုံးနှစ်ကြာမှပြန်တင်းရတယ်အခုဥက္ကိစ္စကပြန်နေတယ်နော်လက်အလင်းဝင်လိုက်ပြီးတော့လက်နဲ့ချလိုက် အလင်းဝင်လက်လက်ချမယ်ဆိုတစ်ဖက်ကလည်းကြည်တပေါက်ပေါက်เสียရမလို့ဘူးတစ်ဖက်မှလည်းတွေးထွက်တန်ယူဖြစ်เสียအကြောင်းမရှိဘူးเนาะအခုလိုတိုက်ပွဲတွေအသေးအတန်တိုက်ပြီးမှเนาะလက်လွတ်လိုက်တဲ့အတွက်ဒီစစ်ကောင်စီဘက်မှစစ်သားတွေအနေနဲ့ကြာရှုံးပါမယ်အဲ့တော့ဘယ်ဘက်ကပဲကြာကြာကျွန်တော်တိုင်းပြည်သားတွေเนาะလက်ရှိအချိန်ကကျွန်တော်တို့ပြောသလိုစစ်တပ်ကနိုင်လို့မရတော့ဘူးစစ်ကောင်စီကလုံးဝကြာရှုံးသွားပြီအဲ့တော့စစ်တပ်အနေနဲ့လောက်ကမှတစ်ခုပဲရှိတယ်စစ်တပ်ကိုစစ်တမ်းလျောက်ပြန်ခေါ်သွားမယ်ခေါင်းဆောင်စစ်ခေါင်းဆောင်ပေါ်လာဖို့လို့ မှန်ပဲမင်းအောင်နိုင်အပါအဝင်အာနာသိန်းတဲ့ကောင်လေးသူတို့အပြစ်ကိုသူတို့ခံယူလိမ့်မယ်စစ်တပ်ကိုတစားကံမလုပ်နဲ့စစ်တပ်ကိုခုတော့မလုပ်နဲ့မင်းအောင်နိုင်တဲ့စစ်တပ်ဒီမဆိုင်ဘူးစစ်တပ်ဒီတိုင်းပြည်အတွက်ရှိတဲ့စစ်တပ်အဲ့တော့စစ်တပ်ဟာတိုင်းပြည်အတွက်စစ်တမ်းလျောက်ကိုပြန်လိမ့်မယ်ဒီအာနာသိန်းမှုမှာတိုင်းပြည်ကိုအာနာသိမ်းပြီးတော့ပြည်သူတွေကိုစစ်ရာဇဝတ်မှုကျူးလွန်ထားတဲ့စစ်ကောင်းဆောင်မင်းအောင်နိုင်ရဲ့တကွာအပေါင်းအပါတွေကတူတို့ရဲ့ရာဇဝတ်မှုအတွက်သူတို့ပြန်ပေးဆက်ကလေးဒါဆိုရင်ဒီတိုင်းပြည်အကုန်ငြိမ်းချမ်းပြီရှင်းရှင်းလေးပဲ နော်အဲ့တော့ပထမရက်ထက်ကဒီဘက်စကမ်းနေတိနေရကျွန်တော်တို့ပြောနေတယ်ကြံတဲ့စကမ်းနေအနေနဲ့စစ်ကောင်ကြီးတပ်ဖွဲ့ဝင်နေအနေနဲ့အချိန်ကြီးအလင်းဝင်လာလက်နက်ချလိုက်ပေါင်းစုံပဲလင်းဝင်လိုက်ဒီဘွဲပြတ်သွားပြီနော်အဲ့တော့အလင်းမဝင်တဲ့အတွက်အခုလိုမျိုးတိုက်ခိုက်တာကိုခံရတယ်နောက်ဆုံးတော့စကမ်းလက်လွတ်ကြတာပဲအဲ့တော့ထိုင်းမြန်မာနယ်စပ်မြန်မာရှိတဲ့အတွက်ဒီကပြည်သူတွေ၅ဒေါ်လောက်ထိုင်းထဲကိုပြေးဝင်ရတယ်ကြားတယ်အဲ့တော့ထိုင်းဘက်မှာကအခုလက်ရှိနောက်ပိုင်းဟာ ဒီတိုက်ပွဲဖြစ်တဲ့သူတို့အခုသူတို့နေဆက်မြင်းမဒါနေဆက်မြင်းဆိုရင်ဒီဘေးသားမှာတိုက်ပွဲဖြစ်လို့ရှိရင်ဝင်ခွင့်ပေးတယ်။ဒါပေမဲ့သူတို့ဒီဘေးထောက်ချောက်မှာတိုက်ပွဲမရှိဘဲနဲ့ဟိုအထက်ဘက်မှာဖြစ်လို့ရှိရင်တော့ပေးမဝင်ဘူး။လက်ရှိကထိုင်းရကျင့်တုံးနေတဲ့ပုံစံပေါ့နော်ဒီပုံစံကျင့်တုံးနေတဲ့နည်းနဲ့ကြာတယ်။အဲ့ဒီအတွက်နေဆက်မြင်းမှာတိုက်ပွဲဖြစ်လို့ရှိရင်တော့အဲ့နားမှာရှိတဲ့ကြေးရွာတွေအနေနဲ့ထိုင်းတွေကိုပြေးဝင်လာရင်ထိုင်းတွေကတော့လက်ခံပေးတယ်။အဲတိုက်ပွဲအေးချမ်းလို့ရှိရင်ပြန်လည်လှုပ်ပေးတာပေါ့။ထိုင်းပြေးဝင်လာတဲ့အချိန်မှာသူတို့လည်းရေတို့စားစရာတောက်စရာတွေသူတို့ကူညီထောက်ပံ့ပေးတယ်။ နော်အဲ့တော့လောလောဆယ်တော့ဟိုရှင်းရှင်းပြောရင်တော့ပြည်နယ်မှာရှိတဲ့တိုင်းဒါပြည်သူတွေပေါ့နော်ပြည်နယ်မှာအခုနောက်ပိုင်းခက်ခဲဆိုတာဟိုလူမျိုးတစ်ခုနဲ့နေတာမရှိတော့ပါဘူးစစ်ပွဲကြောင့်စစ်ဘေးဆောင်ရတာဆိုတာသူတို့အတွက်မထူးဆန်းတက်တက်လုံးရှောင်းလာကြတာနော်အဲ့တော့စစ်ကောင်စီကဒါကိုနားမလည်ပဲနဲ့သူကဘာလို့ဆိုပြည်သူကိုရဲစဲဘုံကျဲကြဘုံကျဲပစ်တယ်ပြီးလို့ရှိရင်ခုနကပြောလို့ပေါ့တော်လိုင်းနဲ့ပတ်သက်တဲ့အရာတွေကိုပြည်သူတွေရှီမန်းတိတဲ့နေရာလို့စစ်ဘေးရှောင်းနေအဲ့ဒါတွေဘုံကျဲတယ်ဆိုတာကစစ်ကိုကြောက်ဝါမလားဆိုတဲ့အတွေးနဲ့သူတို့ကလုံတာ ။ကြီးရင်ပြောတော့အကြောက်တရားထည့်ပြီးတာ။အော်တော်မလုံးနဲ့မင်းတို့စစ်တပ်ကတော်မလုံးနဲ့အခုတော့ဖြစ်ပြီဗော။အဲဒီလိုမျိုးပညာမဲ့အတွေးတွေပညာမဲ့ဇကားတွေသူတို့ကိုယ်တိုင်ကလည်းထုတ်ပြောပေးတယ်။ပြီးအောက်ကပြည်သူတွေအဲ့လိုတွေးလာအောင်သူတို့လုပ်တယ်။ဒါပေမဲ့သူတို့မတိတဲ့တစ်ချက်ကဒီနေ့ခေတ်ကပွင့်လင်းမြင်သာတဲ့ခေတ်ရောက်လာတယ်။ ID ခေတ်ရောက်လာတယ်။ပြည်သူတွေရဲ့ level အရင်အချင်းတွေးတောနိုင်မှုတွေကအရင်ခင်နဲ့ဘာမှမဆိုင်တော့မြင့်တက်လာတဲ့အတွက်တူတို့ဟာအခုချိန်မှာကြာရှုံးနေတာ။เนาะအဲ့ဒါပဲ။အဲ့တော့ကျွန်တော်တို့ဘက်မှာအောင်မြင်မှုဆိုရင် ဒီတော်နိုင်ရေးမှာစီးလုံးညီမြို့ဆိုတာ ਨੇ ဒီအာဏာရှင်ကိုအမြင့်ရုပ်ကိုပဲအရေးကြီးတယ်ဒီပုံစံတိုင်းတော့ကျွန်တော်တို့စစ်တပ်ပြည်သူကိုဘယ်လုံးမနိုင်လို့မရဘူးကဲဒါကကိုစီတုံးသက်ချက်ဗီဒီယိုဖိုင်တိုးလေးဖြစ်ပါတယ်နော်အဲ့တော့စကန်နေကြတာတော့တကယ်ပဲဝမ်းသာစရာကောင်းပါတယ်နော်အဲ့တော့စစ်တပ်အနေနဲ့လည်းခုနပြောသလိုပေါ့နော်စစ်တပ်ဆိုရဲ့ဒီသူ့ရဲ့ ဗီဇာမကောင်းတာတော့အားလုံးသိပြီးသားဖြစ်ပါတယ်เนาะအခုဆိုရင်တနည်းဖုံစဉ်းစားမယ်ဆိုရင်တချို့တော့ဒီ border ဆွဲခံသူတွေစုမူတာဥပဒေနဲ့ဘယ်သူအကြောင်းကြောင့်ရောက်သွားတဲ့လူတွေတချို့ပင်လေပေါ့နော်အဲတစ်ဆက်တည်းရောက်သွားပျက်စီးတယ်ဆိုတာတွေ့ရတယ်ပေါ့နော်ဟိုမှာဆိုရင်သူတို့ကသူတို့ရဲ့ညီတိုင်းပေါ့နော်မူရီစီနေတော့လကောင်းပျော်ရှင်စရာအဲ့လိုမျိုးတခုခုနဲ့သူတို့ဆွဲဆောင်ပြီးမှပေါ့နော်နောက်ပြီးတော့အကြောက်တရားနဲ့အုပ်ချုပ်ထားတာဖြစ်တဲ့အတွက်ဒီစစ်တပ်ကျရောက်သွားရင်လူတွေကဗီဇာပြောင်းကိုပြောင်းတာပေါ့နော် brain wash လုပ်တယ်လို့လည်းခေါ်တယ်ပေါ့အဲ့တော့ဒီရဲ့အချမ်းပဲစစ်တပ်ရဲ့ဒီသူ့ရဲ့ဗီဇာနဲ့တကွာအမြုပ်ကိုဖျက်သွားမှာပေါ့နော်ဖျက်နိုင်မှာပဲအာဒီကျွန်တော် ကောင်းမွန်တဲ့စစ်တပ်တစ်ခုကိုကျွန်တော်ရရှိမှာဖြစ်ပါတယ်နော်အဲ့အတွက်အမြန်ဆုံးပဲခုနကကိုစီပြောသလိုပဲအဆိုးဆုံးနေမရောက်ခင်မှာတကယ်ပဲတကယ်တိုက်ပီချစ်တဲ့စစ်ကောင်းဆောင်တယောက်ပေါ်လာပြီးတော့ဗောနော်မင်းအောင်လိုင်းနဲ့ဒီအပေါင်းပါတွေအားလုံးကိုဖြုတ်ချပြီးပြီးတော့ဒီရေးယူနိုင်တယ်ဆိုတော့ဒါအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်နော်ကဲနောက်ထပ်တဲ့ဘုတ်ကတော့ဇိုဘုတ်ဟောင်းဖန်ခံရတာတရင်မှန်ရလားဆိုတော့ခါကိုတုံးသက်ပေးထားတာပေါ့နော်တေချာကွန်ဖန်လုပ်ပေးထားတယ်ပေါ့ဂရုံးကပေါ့နော်အခုဆိုရင်ဇိုဘုတ်ဟေးဖန်ခံရတာဝါတော်တာနေသေးတယ်ပေါ့နော်သူပြောဘာပြောလဲနားတော်ကြည်လားဇိုဘုတ်ဟေးဖန်ခံရတာတမပါဗျာဟိုပါပေါ့နည်း စစ်စစ်ပြန်ပြန်ခံရတာပေါ့ဟိုဘောဘောရေးဘာကြောင့်အဲ့လိုတော့ကြားနေရတယ်တမပါဗျာအဲ့နဲ့ဘာပဲပြောပြောပေါ့ဒီတန်ကောင်းနဲ့ပြောရမှာတမပါဗျာစစ်တပ်ကဖမ်းတယ်စစ်တပ်ကဖမ်းတယ်စစ်တပ်ကဘာလို့လဲတဖက်ကမကျေနပ်တိုက်လို့ရှိရင်တော့ဥပဒေမှာတော့လောရမှာပဲတမပါဗျာဘာမှမလို့တော့မတီကြော်တယ်ကိုသောဘိုးရေးကန်ကောင်းတာပေါ့အပြစ်မှာဆိုရင်ပြီးကန်ကောင်းတယ်ဗျာခေါင်းဆက်ခံရမယ်တက်ခံရမယ်စစ်တပ်ကဖမ်းတယ်ထောင်ကြောက်မှာလည်းတော့ဘာမှမရှိဘူးတမမဟုတ်လားတမပါဗျာအဲ့တော့အစိုးရကအကောင့်တစ်ခုပဲပြောရမှာဒါတပိတော့လည်းရေရက်ရှိတာတုံးတက်ပါတယ်တမပါ 是哇，他这里那种色素比较大哩，伢啦，主要弄在那里的东西都在搞，是吗？啊，他叫做灯光，什么光影文化对不？咱俩不做光影啊，啊，的啊，我啊，土的啊，光影对啊，加工的对啊，是吗？现代的茶叶，现代的康美茶嘛，是吗？茶叶的茶叶，颜色在淡嘛，颜色在浓。 တော့သူ PDF အန်ဒီရဲကတော့ပြေးဝေးပါတာပေါ့ဆောမမဟုတ်လားဆောမတန်တဲ့လူတွေတပြည့်တော်တို့ကကျန်တဲ့တော်တော်သူတို့မှ30ဦးတို့တော်တော်နိုင်နိုင်ရှိရဲတက်လို့ဝိုင်းရထောက်ခိုင်းမှုတော်တော်နိုးနေတော့အများကြီးရှိရဲဟိုကနောင်တော်လေးတို့ဟိုကဟိုအောင်မင်းတို့အများကြီးအများကြီးပါပဲဟိုနမ်ဂရမစပိုက်တာစုတို့တော်မို့တော့အများကြီးရှိရဲသူတို့တွေဆိုလို့ရှိရဲအပြင်သွားရမလုံဘူးလေ PDF အန်ဒီရဲကြောက်ရမှာအဲ့တော့ကိုတော်ဖုန်းရတာထောင်ထဲမှာတော့တကယ်လို့ထောင်ထဲရောက်ခဲ့ရဲလဲ 我呢嘛，我屋先嚟呢嘅，你唔好嚟呢個地方啦。咁啊，我呢話咯，E C C 收呢排啦，好啦。咁啊，我呢產業呢度咧，佢唔係做埋嗱啲錢，佢係做埋收入嘅嚟好啦。咁啊，E C C 講呢話咯，時時因為一啲事，唔知埋一啲事嘅啦。咁啊，一啲事就你兩個年講呢話都過。咁啊，嗱，你咪啲仔啲話佢 E C C 明年咧先咪試嘅，就幾多價啦。咁啊，好賣啲話，好賣，好賣啲唔錯嘅了，咯，有路唔係幾路，廿零好啦。咁啊，係啦，好啲，好啲，好啲咯。咁啊，E C C 明年嗰度有路。 ကတဆင်ကြရတယ်ဒါပါပဲဒါပါကဲဒါကတော့ဇဘောအဖန်းခံရတယ်ဆိုတော့အခုအတီဖြူတာတဲ့ပေါက်ဂရုံးရဲ့ဗီဒီယိုဖြစ်ပါတယ်နော်အဲ့တော့အဖန်းခံလာပဲသူကဝမ်းသာနေရသေးတယ်ပေါ့နော် ကဲနောက်ထပ်ဒရင်းတစ်ပုဒ်ကတော့ဇော်ဘုံအောင်ဖမ်းခံရတာကဘာလို့ကြောင့်လဲဆိုတော့အားလုံးလည်းသိပြီးသားပါတော့နော်ဒီဒေါ်မိုးမိုးခိုင်ဆိုတဲ့အမျိုးသမီးပေါ့နော်အဲ့ဒီအမျိုးသမီးကတော်တော်လေးမှုွေပြီးမှအခုဆိုရင်ဇော်ဘုံအောင်ကိုတရားဆွဲလိုက်တဲ့အခြေအနေပဲဖြစ်ပါတော့အခုနောက်ထပ်တရားပေါ့နော်ဒီပိုင်ရဲကိုဆိုတဲ့တရားကိုလည်းဒီမှာထပ်ပြီးတော့စပြီးပြောနေပေါ့နော်အဲ့တော့ဒီတရားကတော့ဟိုဖရဲသီလာဘာလာတော့မသိဘူးနော်အခုဘာပြောထားတဲ့ချက်နာတော့ကြည့်အောင်အတရားနေပေါ့နော်ကျွန်မအခုဒီဒါနောက်တရားနော်ဘောမနောက်တရားကိုပိုင်ရဲကိုနော် ကိုပိုင်ရဲကိုပြောကြားထားတဲ့အပေါ်မှာကျမတို့ကဲပိုင်ရဲကိုအားလုံးသိမှာနော်အခုကပထမတော့ဇော်ဘုံရအောင်တော့သွားပြီအခုပိုင်ရဲကိုတဲ့ တို့ကိုသွားတွေးလိုက်ပါတယ်လို့ပြောကြားထားတဲ့အပေါ်မှာကျမမနေ့က live လေးလွှင့်ပြီးတော့ကိုပိုင်ရဲကိုကိုအဲ့ပြောကြားထားတဲ့အပေါ်မှာကျမမနေ့က live လွှင့်ပြီးတော့ဟိုပြန်ပြီးတော့တုံ့ပြန်ခဲ့တယ်เนาะအဲ့ဒီ live လေးကိုကျမ live လွှင့်နေကြကျမအသုံးပြုနေတဲ့မနှင်းစီเนาะမမိုးခိုင်ဗမာလိုမမိုးခိုင်ဟိုအကောင့်နေကမနှင်းစီဆိုတဲ့အကောင့်မှာတင်လိုက်တဲ့အခါမှာအဲ့အကောင့်ကပြတ်ကျသွားတယ်เนาะချက်ချင်းပြတ်ကျခံလိုက်ရတယ်အဲ့ဒီအတွက်ကျမအကောင့်ကအခုဒီအကောင့်လေးမှာကျမရှိနေပါတယ်เนาะဒီအင်္ဂလိပ်လိုเนาะတော်မမိုးခိုင်ဆိုတဲ့ဒီမမိုးခိုင်ဆိုတဲ့အကောင့်လေးမှာကျမရှိနေပါမယ် အခုကျမတက်လာပြီးပြောကြရတဲ့အကြောင်းရင်းကဟိုကိုပိုင်ရွက်ကိုကဒီနေ့ထပ်ပြီးတော့တင်ထားတယ်နော်ဟိုအမျိုးသမီးတယောက်ဆိုတဲ့စကားမှာကျမတို့ကအခုကိုပိုင်ရဲကိုရဲ့မမ်မှာကျမကဝင်ပြီးရေးထားတယ်တဲ့အဲ့အမကနော်ပြီးတော့ဖြတ်ချသွားတယ်တဲ့စကားကိုပြောထားတယ်နော်အခုပိုင်ရဲကိုအခုကယောက်ျားတယောက်ဖြစ်ပါတယ်နော်ယောက်ျားဖြစ်ပြီးရင်ကိုရဲ့တိုက်ခါကိုတိုက်ခါရှိစွာနဲ့စကားကိုပြောဆိုပါကိုပိုင်ရဲကိုကိုကျမကစပြီးတော့ပတ်သက်ခဲ့တာမဟုတ်ဘူး မန့်လဲလာရေးခဲ့တာမဟုတ်ဘူးကိုပိုင်ရဲကိုကကျမနဲ့ကျမရဲ့နာမည်မတ်ရွှေမူရဲ့နာမည်နော်အထူးသဖြင့်ကျမရဲ့နာမည်ကိုတက်ပြီးပြောဆိုခဲ့လို့ဒေါ်မမိုးခိုင်နဲ့လည်းသွားတွေးလိုက်ပါတယ်ဆိုတဲ့စကားကိုပြောဆိုခဲ့လို့ကျမကပြန်လဲတောင်းမြန်ပြီးပြောဆိုခဲ့တယ်အခုအဲ့ကျမရဲ့နာမည်ကိုအသုံးပြုထားတဲ့ live မှာကျမကဝင်ပြီးတော့ပြောထားခဲ့တယ်ဟုတ်လားနော်ဒီကျမတို့ဖခင်ကြီးဥဆောင်တဲ့နာဆာကအစိုးရကြီးကိုနိုင်ငံဝင်နဲ့နိုင်ငံခေါင်းဆောင်တွေကိုမတ်မတ်ရိုင်းရိုင်းဆဲဆိုနေတဲ့အချိန်တော့ အချင်းကျမကပြန်လဲပြီးတော့ဟိုဒီနာဆာကလည်းဒီနိုင်ငံဝင်တဲ့နေကိုဆဲဆိုလို့မိုင်းရိုင်းစာရိုင်းဆိုင်စာဆဲဆိုတဲ့အချင်းကျမကအဲ့ဒါကို ျမကိုဆဲကျမကိုပါမမရရင်ဆဲဆိုနေတဲ့အချိန်မှာတော့အကိုတို့တွေဘယ်ရောက်နေလဲဘာလုပ်နေလဲဆိုတဲ့မန်ကျမပြောခဲ့တယ်နော်အရေးခဲ့တယ်အဲ့ဒီမန်ကကျမဖြတ်ချလိုက်တာမဟုတ်ဘူးကျမအကောင်ပြတ်ကျသွားလို့နော်ဒေါ်မိုးခိုင်ဆိုတဲ့မိန်းမကကျမပြောတဲ့စကားတိုင်းအခွန်တိုင်းအခွန်တိုင်းစကားတစ်လုံးချင်းစီတိုင်းကိုကျမတာဝန်ယူတာဝန်ခံမှုရှိတယ်အဲကျွန်တော်အများကြီးတော့နားမထောင်တော့ဘူးနော်ဒီဘောပါနေပြောတာတော့ဒါပေမဲ့တိကိုင်းစီကျင်တာပါလဲဆိုတော့ဒီတယောက်ကတော်တော်ရုံမှုွေနေတာပေါ့နော်အခုဆိုရင်ပိုင်ရဲကိုဆိုတိောက်လဲအသိတော့အခြေအနေမကောင်းဘူးနော်အဲ့တော့အားလုံးရဲ့နောက်မှာဘာရှိလဲဆိုတော့ဒီဥခင်ရှိတယ် ပေါ့နော်ဒါဥခင်ရဲ့ဒီတပည့်တွေလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဘာပြောပွဲကတော့တော်တော်လေးကိုကြည်ကောင်းတယ်သူတို့ထဲမှာလည်းတော်တော်ကြီးကိုဟိုခြေမုန်းနေတဲ့ဟာတွေ့ရပါတယ်နော်အဲ့တော့နောက်ထပ်တစ်ယောက်ကတော့တေချာတာကတော့အလုခတ်မန်းနေရတော့မဘုတ်တုပေါ့နော်မဘုတ်တုလည်းမကြခင်မှာသူစကားမှားတာနဲ့ဟိုဆွဲစည်းဖို့အစီအစဉ်လောက်ဖြစ်နေတော့ပါပဲနော်ကဲနောက်ထပ်တဲ့တင်တဲ့ပုဒ်ကတော့ကျွန်တော်တို့မနေ့ရပါတော့နော်ဒီချင်းချမ်းနဲ့ပတ်သက်ပြီးတော့တစ္ဆထားတစ္ဆထားခဲ့တယ်ပေါ့နော်ဒီချင်းချမ်းကဒီ PDF တွေထောက်ပြပါတယ်ဆိုပြီးမှဒီလူနေရာကိုဖမ်းသွားတယ်ပေါ့နော်သူရမိတ်ဆွေတွေကအဲ့ဒါနဲ့ပတ်သက်ပြီးသူလိုက်လို့မြပြောလာတဲ့အထဲကအတူလေးပေါ့နော်ကျွန်တော်နားထောင်ကြည့်လာအောင်နော်ဘာကြောင့်လဲဆိုတော့သိအောင်လို့အများဆုံးခံစားရလဲဆိုတော့ကောင်းတာပဲပြပြဆိုးတာပဲပြပြဂျားထဲမှာညံ့နေတဲ့မြေစာပင်ကပြီးသူတွေပဲအဲ့တော့ကိုယ့်ရဲ့နိုင်ငံကအစိုးရကမကောင်းတဲ့အခါမှာသူတို့တကူတဲ့အတွက်တပူတဲ့အတွက်လုံနေတဲ့အခါမှာဘလိုမျိုးဘလိုမျိုးဟိုတက်တာဘယ်ထောင်းကနေပဲပြပြသူတို့ပတ်ဆိုင်ရဖို့သူတို့ဘလိုမျိုးထောင်းကနေပဲဘလိုမျိုးဘသူတွေကိုဒုက္ခပေးဖို့ ဝင်ညစ်လို့ရမယ့်အရာတွေအဲ့လိုတို့လို့ကြာယူပါဒီပတ်ဆက်ဘာမှမဟုတ်ဘူးအမကတိုင်းနေရတော့ပါဆိုတော့ဘာမှမဟုတ်ဘူးဘာသာဘာမှမဟုတ်ဘူးလို့ပြောလဲဆိုတော့ကိုအတွက်ရှာတယ်ဆိုတော့ကိုကပို့ပြီးတော့မှခန်းစားရမယ်ဒါပေမဲ့အခုကဘာလဲဆိုတော့အမထားတယ်ကလှူဖို့အတွက်အမအတွက်တာအမဆိုအစလာကလေးအမယူရိုနဲ့ဒေါ်လာနဲ့အမရအောင်မှာပေါ့အမဘာဖြစ်လို့ဒီလိုဗမာပြည်ကိုစိတ်မချရတယ်ဗမာပြည်မှာဘာဖြစ်လို့ဒီလိုမျိုးငွေတွေကိုအမတန်းရတဲ့ချီပြီးတော့မှမိတ်ဆွေတွေအကူအညီတောင်းပါလေဘာဖြစ်လို့ဆိုအမက ဒါတွေကစစ်ကောင်စီထင်တယ်လို့မျိုးဒလန်နေထင်တယ်လို့မျိုးအမက PDF တွေသူတို့စက်ဖို့အတွက်လက်နက်တွေကိုထောက်ပံ့နေတယ်သူတို့ထင်တာအမတို့လေ PDF တွေကိုလှူချင်တယ်ဆိုလို့ရှိရင်အမတို့ NUG ကိုပဲလှူကြတာ NUG ကိုပဲဆက်သွဲတာအမတို့ပွဲဆိုသမ ्या ဟလာအမတို့တော်လန်ရေးတွေဟိုကာလာတွေမှာတော်တော်လန်ရေးပွဲတွေနိုင်ငံသားတိုးတွေသွားဆိုတယ်ဆိုအဲ့ရတဲ့ပတ်စံကြီးအားလုံးက NUG လို့ဟလာတကယ်ကိုအဖွဲ့အစည်းလို့လှူတာအဲ့တော့သူတို့တကယ်လို့ဖမ်းချင်တယ်သွားချင်တယ်ဆိုလို့ရှိရင်အဲ့ဒီ NUG ရဲ့လက်အောက်မှာရှိတဲ့အဖွဲ့အစည်းသူတို့ဖမ်းချင်တယ် သူတို့တောက်တော့မြမလှုပ်ရဲဘူးမထိရဲဘူးဘာလို့လဲဆိုတော့သူတို့ထိရတယ်သူတို့နာမယ်ဆိုတော့သူတို့သိလို့အမအကိုလှုပ်တာဘာဖြစ်ဆိုအမကတာမဲ့ပြည်သူတွေကိုလှူနေတာဒီလိုပြည်သူတွေကိုနာအောင်လှုပ်လေဟာလားဟိုအန်ယူဂျီကနာသူတို့ရှော့ပေးမလားနောက်ပိုင်းအမမလှုပ်ရဲတော့ဘူးလားသူတို့ထင်မှာတကယ်တမ်းကြတော့လေအမကကောင်းတာလှုပ်တာ တည်လားဒီကလေးတွေမောင်းနေဆိုတော့ဘာအပြစ်မှမရှိဘူးတာမန်သူနာပြူလေးတွေတာမန်ဟိုကလေးမိတရားကလေးနှစ်ယောက်သုံးယောက်နဲ့သူကသူဈေးရောင်းနေတာဒါမဲ့အမဟောက်ချစ်လုံးလို့အော်အမအမလူချင်တာလေးရှင့်ပြောတော့ညီမအကောက်နဲ့လက်ခံပေးမယ်ညီမလူပေးမယ်ဆိုပြီးတော့မှအတုဆရာတစ်စက်အမလူလေးလုပ်ပေးတာသူဆိုတော့လည်းဖမ်းခံရတဲ့အချိန်မှာမကွေးမှာတွားပြီးတော့မှဒီစကိုင်းတို့ဟိုတောင်ဟူတို့မကွေးတို့ဘက်မှာငလျင်တင့်နေတဲ့လူတွေကိုအမကညီမလေးရေလူပေးပါနော်ဆိုပြီးမှပတ်စံလေးပေးလိုက်တဲ့ဟာလေးကိုတွားပြီးတော့မှတွားလူပေးတာဆိုတော့ဘလောက်ထိများ သူ့အနေနဲ့သူ့မိသားစုတွေနဲ့ခံစားရမယ်အမပထမဆုံးပူတောင်ပူသွားဟဲ့ဒီနေ့ပဲငါ့ကိုလှူပေးမယ်ပြောပြီးတော့မှလုံးဝ Facebook ကနေပျောက်သွားတယ်ဒါမဲ့မဆိုင်ထဲမှာထင်တာပေါ့နော်လူတွေအားလုံးကဒုက္ခရောက်နေတဲ့ခါကျငါ့ငွေလိမ်သွားလားမသိဘူးဆိုဘာဖြစ်လဲဆိုအမမကောင်းတာလုပ်တာမဟုတ်ဘူးကွာသူတို့ထင်တယ်လို့မျိုးလက်နက်တွေရောင်းပြီးတော့ PDF ယူထောက်ပတ်တယ်လို့သူတို့ထင်နေကြတာဒီငွေလေးမစမပမပဲပြားနဲ့တိတ်တရားတရားဆိုတော့အမတို့ယူရုံနဲ့လဲတာတို့ထောက်တော့ထောက်ပဲရှိတာမြန်မာငွေတန်ဖိုးတဲ့ပါမဝယ်လို့မရတာလက်နက်မပြောနဲ့ဟိုအချီတထောင်တော့ဝယ်လို့မရတဲ့ပတ်သက် ဒါပေမဲ့ဒီပစ္စာတွေ3ငါး50ဟာထမင်းငက်နေတဲ့လူတွေစေးရုံမှာစေးမရှိတဲ့လူတွေဒုက္ခရောက်နေတဲ့အဖိုးဖွားတွေစားဖို့တောက်ဖို့အတွက်ကလေးမေတွေကလေးမွေးဖို့အတွက်ကိုဝင်းနေမိခင်တွေ တို့အတွက်ပြီးတော့နေ့စဉ်နဲ့အမျှစစ်ဘေးတိုက်ခံနေရတဲ့စစ်ဘေးတည်နေတဲ့နေရာတွေမှာရှိတဲ့ကလေးတွေအတွက်စားဖို့တောက်ဖို့အတွက်တနေ့စာတနေ့လေးရရင်တောင်မှတို့အဆင်ပြေပါစေဆိုစိတ်နဲ့အမတ်တာတွေလုံနေတာအမနေတယ်ဘလို့ဒီစိတ်ပင်ပန်းနေဆိုတာစဉ်းစားကြည့်ကိုနဲ့ဘာမှမဆိုင်တဲ့ဒီအလုပ်အမတစ်ခါမှမလုပ်ဘူးဒီ online shopping ဆိုတာတမ်းအမလုပ်တယ်ဘာဖြစ်လို့လဲဆိုတော့အမလှူချင်တန်းနေတဲ့အရာတွေအားလုံးအမမိသားစုအမတစ်ချိန်လုံးဘာမှလုတ်ပေးလို့မရဘူးတချို့လုတ်ပတ်သွားတာမရောက်ကြရင်ငါလူချင်လို့ပေးပါဘူးဆိုတတိယသိန်း50အမှတ်သွားတောင်းလို့ရလား မရဘူးအမမလည်းကလေး၃ယောက်ရှိတယ်သူတို့ရဲ့ចောင်းစည်းရိတ်တွေနေဖို့စားဖို့တွေစည်းရိတ်တွေအမကဲဒါတော့ချက်ချင်းရဲ့ဒီပြန်လည်ရှင်းပြထားတဲ့ဗီဒီယိုဖြစ်ပါရဲ့နော်အဲ့တော့အချမ်းမစစ်ကောင်စီကတော့ PDF ကိုလှူပါတယ်ဆိုပြီးမှခေါင်းစစ်တက်ပြီးမှဖမ်းသွားတာပေါ့နော်အဲ့ဒီနေရာကိုအဲ့တော့အခုချိန်မှာဆိုရင်တော့ဒီငလင်ဘေးအတွက်သူကလှူဖို့လွှဲလိုက်တာ သိရတယ်ဗောနော်အဲ့တော့ဘာဖြစ်ပြောချမ်းမက်စစ်ကောင်စီကတော့ဒီသတိမမှန်မင်းနဲ့ဒီလိုမျိုးရုတ်မာတာအားလုံးသိပြီးသားဖြစ်ပါတယ်အခုချိန်မှဆိုရင်တော့ခေါင်းစဉ်တွေရှောက်တက်ပြီးတော့ဖမ်းဆီးနေတာဗောနော်အဲ့တော့အားလုံးကလည်းအခုချိန်မှဆိုရင်သတိထားဖို့လိုပါတယ်နော်ဒီလိုမျိုးကိုကလှူရဲတန်းနေဆိုရင်တော့မကောဒါမျိုးထွက်ပြီးသားလူတွေကဒီမျိုးလှူမယ်ဆိုရင်လုံးဝဗောနော်ဒလန်ဟိုစိတ်ချတဲ့လူတွေလွှဲရင်တော့အကောင်းဆုံးဖြစ်ပါတယ်နော်အဲ့တော့ဒါကတော့စိတ်မကောင်းစရာဗောနော်မင်းအောင်လည်းရုတ်မာဘူးဒီကတစ်ခုပါ ကဲနောက်ဆုံးမှာတော့ live မှာထပ်ပြီးတော့ဟောင်းနေတဲ့ပုဒုမကိုကိုစီဒက်ဆော်လိုက်တာနားအောင်ကြည့်အောင်နော်ပုဒုမဘာလို့ပြောထားလဲဆိုတာဟိုကပြည်သူအများစုခေါ်တဲ့ကျန်းခံဖွံ့ဖြိုးပါတီဥက္ကဋ္ဌခင်ကြီးနဲ့နော်ဒေါ်ဆန်းစုကြည်လက်ထက်ကဒေါ်ဆန်းစုကြည်ကိုဖားရပြီးတော့ထမိန်အောက်ကိုခေါင်းဝင်ရှို့ပြီးတော့ပဝါတော်လက်ဆောင်တွားပေးတဲ့ဘူးလက်လှဆွေဒါပေမဲ့အဲ့ဒီဘူးလက်လှဆွေဟာအန်ဒီအစိုးရလက်ထက်မှာဒေါ်အောင်ဆန်းစုကြည်ကိုဖားပြီးတော့ ပဝါတွေတွားလက်ဆောင်ပေးပေမဲ့အခုဒေါအောင်ဆန်းစုကြည်ကိုမင်းအောင်နိုင်ကဖမ်းပြီးတော့အာနာတိန်ထားတဲ့အချိန်မှာတော့ဒေါအောင်ဆန်းစုကြည်ကိုမိုက်မိုက်ရိုင်းရိုင်းပူဆိုးပဆက်ဝေဖန်နေတဲ့ဘူးလက်လှဆွေနဲ့နှစ်ယောက်ပြောစကားကိုယာဒီတွေးမှတ်ပုဒုကထောက်ခံထားတာရှင်းရှင်းပြောရရင်တော့ခင်ရင်နဲ့ဘူးလက်ဆိုတဲ့ဘဲနှပွေကိုမှတ်ပုဒုကထောက်ခံတဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ရီရှင်လုပ်ချင်ပါတယ်ကြည့်ပါပါ မင်္ဂလာပါမျိုးရေကျမမဘုဒ္ဓမာလေးပါရှင်ဒီနေ့နောက်25ခုနှစ်ချုံဘုဒ္ဓရာတီတွေးပါရှင်ဒီနေ့ကျမကဘီခံဖြိုးပါရုပ်ခရာဦးခင်ရင်နဲ့ဘူးလက်ဦးလာဆိုရဲ့ပြောဆိုမှုလေးနဲ့ပတ်သက်လို့ကျမရဲ့အမြင်လေးကိုသုံးသပ်တင်ပြပေးကျမရေလှုပ်ပါဦးဆိုအနေနဲ့ကတော့သုံးမဲ့တက်တက်သုံးကုန်းမဲ့ဟာဖြူစင်းလေးတစ်ခုပြီးចောင်းသွားနေတဲ့မြင်ကွင်းလေးတွေမြင်ရတာအသိကူမှချက်တည်ရှိပါရဲ့ရှင်ဟုတ်ပါတယ်အဲကျမဆိုလို့ရှိရင်မနက်ကဘန်ကလေးများပွင့်တော်မီဖူးတံဝင်းလို့ရှိထားတယ်နော်ကျမမောင်မဲလေးတွေနိုင်ငံတော်တချင်းစုပ်ပြီးနိုင်ငံတော်လှန်ကိုအလေးပြုနေတာမြင်ရတဲ့အခါမှာ တက်သိမ်းချမ်းချမ်းသာလားမင်းငါသိတယ်ခဏကပြောရမှာဆိုတော့ဒီကြောင်သားမောင်မဲလေးတွေနိုင်ငံတော်တချင်းဆိုပြီးနိုင်ငံတော်အလှမ်းအလေးပြုနေကြရဲနောက်တစ်ခုမြမအကြောင်းတချင်ပေါ့နော်ဟောကိုရီအဲ့ဒီကလေးဘွားတော့ပေါ့ပေါ့ပဲနေခဲ့ဘူးလားနော်အာနိုင်ငံတော်ချင်းဆိုလို့ချင်းလည်းဒီလိုပဲကျမတို့ပေါ့ပြက်ပြက်ဆိုခဲ့တာပေါ့နော်ဒီတောင်စုကိုလက်ဖက်ကျွေးလို့ပိုင်လာလို့တည်ခဲ့မြမအကြောင်းသားနိုင်ငံတော်တင်းစော်တယောက်ရှိရမည်ရှိရစော်ကလည်းချော်ရမည်ဥစ္စာလည်းပေါ်ရမည်အာကိုရီအဲ့လိုကျောင်းသားဘွားကိုရီအဲ့လိုပေါ့ပြက်ပြက်နဲ့ ဆိုခဲ့တယ်ဒီတချင်းကြီးရဲ့အနှစ်ပါတော့အဲ့ဒီတချင်းကြီးမှာပါတယ်ဇာတိဝေဇာတိမယ်နေရအခုလိုအတိတ်ကိုတောက်တဲ့ခါမှာအခုလိုမျိုးနိုင်ငံရေးအကျတဲ့ကြီးမှာနော်ပညာရေးဘုံဖတ်ပေါင်းဆောင်နဲ့နှောက်ရှက်ဖြက်စည်းနေတဲ့အချိန်ရောက်မှာဒီမှာပါတဲ့တချင်းကြီးအနှစ်ပါတာတွေဒီမှာပါတဲ့ဇာတိဝေဇာတိပညာရေးဘုံဖတ်ပေါင်းဆောင်ကနှောက်ရှက်ဖြက်စည်းတယ်ပညာမြန်မာနိုင်ငံမှာပညာရေးစနစ်ကိုတုံးစားလို့မရအောင် ဖြက်စီးပစ်တာကြီးဘဒူတွေလဲတည်နေတာမဟုတ် ဘောင်းပီရှင်ဝစ်ထားတဲ့စစ်ဘုံကျုပ်တွေပါကောလိပ်တွေကိုမြုပ်ပြထုတ်ပြတယ်နော်မအောင်မနေရစာတတ်တတ်မတတ်အတန်းတင်ခိုင်းတယ်အဲ့ဒီစနစ်တွေကိုဘယ်လိုလုပ်ခဲ့တာနော်အဲ့တော့သူများနိုင်ငံမှာចောင်းသားတစ်ယောက်ကအချိန်နေအများကြီးမကုန်မဲနဲ့တင်ညာကိုနိုင်ပိုင်းအတွင်းလစ်လာစီပူတင်ဝစ်ရအောင်ဝိုင်းလုပ်ပေးနေကြတယ်အချိန်မှာမြမပီမှာမြို့ပြင်းတွေထုတ်ပြတယ်အဲ့တော့ចောင်းသားတွေကကိုတိုက်ကိုအိမ်ရနေကိုမြို့ရနေចောင်းသွားတက်ဖို့အတွက်လမ်းမှာနေနိုင်ဝက်တနိုင်အချိန်ပေးရတယ် အနည်းဆုံးတိလားအဲ့တော့ဘာဖြစ်လဲတကယ်ကအရေးယုတ်တဲဖြစ်လာရင်သားသုံးသားဖရာသားရဲ့စစ်သားရဲ့ចောင်းသားရဲ့ကိုစစ်တပ်ကသေမလောက်ကြောက်စစ်အာဏာရှင်တွေအဲ့တော့အဲ့ဒီចောင်းသားဆိုတဲ့အရာကိုအချိန်မီထိမ့်ကြီးနိုင်ဖို့အတွက်ကောလိုက်တွေမြို့ပြင်ထုတ်ပြလိုက်တယ်အဲ့တော့ပညာရေးစနစ်ကိုဖျက်တာဒီဒီမိုကရေစီဘက်တော်သားတွေလားပြည်သူလားဟုတ်တယ်မလားရှင်းတာပဲเนาะစစ်ဘိုလ်ချုပ်တွေလားเนาะကျွန်တော်ပြောတာစဉ်းစားရင်သိပါတယ်เนาะ ဒီမလေးရကျမတို့သွေးကိုပွက်ပွက်ဆူစူစီတယ်။နော်ကျမတို့ပွက်ပွက်အောင်ဆူရနော်။ကျောင်းသားမောင်မယ်လေးတွေမူလာတဲ့မပုတုမဟာသွေးသွေးကိုပွက်ပွက်ဆူရနော်။ညီမကျောင်းတချင်းဆိုတာကိုကြည့်ပြီးတော့ကိုယ့်ရငယ်ချင်းပွားကိုတန်တားမိတယ်လို့ကျောင်းမေးရတယ်ကြားခဲ့ရပါတယ်။ဆိုတော့ပန်းတိုင်းပွင့်စေချင်ပါရဲ့။ပွင့်သောပန်းတိုင်းကိုလည်းမွှေးစေချင်ပါရဲ့။ပွင့်သောပန်းတိုင်းကိုလမ်းစေချင်ပါရဲ့။ဒါကြောင့်မလို့ကျွန်မမပုတုကနေပြီးတော့ပန်းတိုင်းပွင့်ပြီးပွင့်သောပန်းတိုင်းမွှေးပါစေ။ပွင့်သောပန်းတိုင်းလမ်းပါစေလို့ဦးစွာကျူတော်မေတ္တာပို့တာပါရဲ့ရှင်။ ဟုတ်ပြီဒီနေ့ကျွန်မပြောမှာကတော့ဒီခံပြုတ်ပါတီဥက္ကဋ္ဌဦးခင်အကြောင်းပေါ့ဒီခံပြုတ်ပါတီဥက္ကဋ္ဌဦးခင်ကသူတို့လှဲကူးမြို့နယ်မှာဒီခံပြုတ်ပါတီလူငယ်တွေနဲ့တွေ့ဆုံမှုမှာသူ့ရဲ့ပြောဆိုမှုလေးပေါ့ကိုလောင်တော်လေးရဲ့မီဒီယာမှာတင်ထားတာကျွန်မတွေ့လိုက်ရတယ်တွေ့လိုက်တော့နားထောင်ကြည့်တဲ့အခါမှာသဘောကျတဲ့အချက်လေးပေါ့ဘက်ကဝယ်နီးလာတာလည်းအများပါတီတွေနိုင်ငံရေးပါတီတွေနိုင်ငံရေးသမားတွေကတော့လူလူကိုစီးရုံမှုတွေမျိုးစုံရှိတာပေါ့လူလူစီးရုံကဝယ်ရုပ်ကဝယ်ကဘလို့လောက်ခိုင်းမှလဲပြည်သူလက်ခံတာမင်းမဒီမှာဥက္ကိရဲ့ အဲပြောဆိုမှာဩမင်းအောင်နိုင်လုပ်မယ်ရွေးကောက်ပွဲโอเคโอเคဆိုဒီခိုင်ပြိုးပါတီရဲ့မူဝါဒတနည်းအားဖြင့်ဒီခိုင်ပြိုးပါတီရဲ့ရည်မှန်းချက်လို့ပြောရလိမ့်မယ်ထင်တယ်เนาะအဲ့မှာအလုတ်ကိုင်ခွင်လန်းအနေနဲ့ပတ်သက်လို့ပြောပါတယ်နော်အလုတ်ကခွင်လန်းဆိုအားလုံးကပြောတတ်တယ်နော်ရှေ့မှာဆိုရင်ကျမတမောက်ကင်းရေဆိုကလက်ထက်ကအစီအမံခဲ့တယ်ဘလောက်တဲ့အစီအမံခဲ့ကျမခဏခဏပြောဘူးလေနော် ဘလက်တန်ချိမန်ကင်းကနေပြက်သွားတဲ့အခါကျမှလည်းရှိမှာဆိုလို့ရှိရင်ကလက်တန်မေးပဲဆုံလို့ချိမန်ကင်းလို့ထိုးရဲထူးစီပွားရေးဆုံးနော်ကချင်မှာဆိုလို့ရှိရင်လည်းထိန်ထုတ်ကံပိုင်းဒီထူးစီပွားရေးဆုံးလို့အရာဝီမှာဆိုရွှေတုံးအင်အားထူးစီပွားရေးဆုံးအဲ့လိုမျိုးတွေအများကြီးရှိတာပေါ့မြို့သားပတ်စုံအခွင့်လို့တတဲ့ချိမန်ကင်းနေပေါ့နော်နှစ်၂၀နှစ်၃၀နှစ်၅၀အဲ့ဒီလိုချိမန်ကင်းနေမှရှိရှိတဲ့အခါကျတော့အလက်တန်ခွင့်လန့်နေပတ်သက်လို့ပါတီတိုင်းနိုင်ငံရေးတမတိုင်းကအကောင့်ကြီးတဲ့လူတူးတက်လာပြောတယ်ဒါပေမဲ့ဥက္ကိညေပြောဆိုမှုမှာဘာပါလဲဆိုရင် လူငယ်တွေအလုပ်ကံခွင်လန်းပေါ်စေဖို့အတမွေဝမ်းကြောင်းပညာတွေသင်ကြားဖို့အတွက်သင်တန်းတွေဖွင့်နေပြီးကျောင်းဝင်တွေဖွင့်ပြီးသင်ကြားပေးမယ်တဲ့เนาะအထူးသဖြင့်မျိုးသမီးတွေပေါ့เนาะမျိုးသမီးတွေတက်တော့မျိုးသားတွေတက်ပေါ့လူငယ်တွေအတွက်အတမွေဝမ်းကြောင်းပညာသင်တန်းကျောင်းတွေဖွင့်ပြီးတော့သူ့ရဲ့အဲ့ဒီခြေထဲမှာပြောရတဲ့အစိုက်ဆုံးချက်ကထမင်းစားလက်မှတ်ထုတ်ပေးမယ်ဆိုတဲ့အကြောင်းလေး နှုတ်ခင်ကတော့ထမင်းစားလက်မှတ်လို့သုံးမသွားဘူးဒါပေမဲ့ဆိုလိုရင်ကတော့ထမင်းစားလက်မှတ်ပေါ့နော်ဆိုတော့ကျမတို့ကအလုတ်ကခွန်းလန်းဖန်တီးဖို့အတွက်အသက်မွေးဝမ်းကြောင်းတင်ပေးမယ်ပညာတင်ပေးမယ်ပြီးလို့ရှိရင်ပညာတင်ယူတက်မြောက်ပြီးကြောင်းလက်မှတ်တွေထုတ်ပေးမယ်ဆိုတော့အဲ့ဒီလက်မှတ်တွေကလူငယ်တွေအတွက်ဒါထမင်းစားလက်မှတ်တွေထမင်းစားလက်မှတ်တွေဘဝတစ်ဘဝလုံးမိမိတစ်ဘဝလုံးအတွက်အာမခံချက်ရနိုင်လောက်တဲ့ထမင်းစားလက်မှတ်တွေပေါ့ ဓိကကပညာရေးတက်ချင်တာမှလက်မှတ်မရှိတဲ့အတွက်တိုင်ပတ်နေတယ်ကျမတို့မြန်မာနိုင်ငံမှာလူငယ်တွေတဲ့အလောက်ကခွင့်တဲ့နေအတွက်တမွေးဝမ်းကြောင်းပညာတွေတင်တဲ့နေပွင့်ပြီးကျောင်းနေခွင့်ပြီးတင်ပေးမယ်အဲ့ဒီထမင်းစားလက်မှတ်တွေထုတ်ပေးမယ်ဒီလိုမျိုးပြောသွားတာကြားရတဲ့အတွက်တော်တော်ကြီးကိုမှဖတ်ထိပါရယ်ပေါ့နော်ဖတ်ထိတယ်အဲ့လက်မှတ်ကိုဘသူကထုတ်ပေးပြီးတော့ဘယ်နိုင်ငံကအတိအမှတ်ပြုမှာလဲအဲ့ဒါစဉ်းစားစရာမတိနော်အအောင်အရင်တန်းနဲ့ပြောရတာ ဟတ်တောင်ထိသေးတယ်ဟမ်နော်အောင်အောင်အရင်ပြောရပါသူသူပြောရတဲ့စကားကိုတာမန်လူဘိန်းနေနဲ့နားထောင်လိုက်မယ်ဆိုတော့အေးဟုတ်တာခမင်းစားလက်မှတ်ထုတ်ပေးတယ်ပညာတင်ပေးတဲ့အတွက်ကျေးဇူးတင်တယ်လက်မှတ်ရတိုင်းပညာတတ်တာမဟုတ်ဘူးလေဟုတ်တယ်မလားလက်ရှိဆယ်ထန်းအောင်ပြီးတော့ဘွဲရထားတဲ့လက်မှတ်ကိုမြန်မာနိုင်ငံဟဲ့ဒီဘွဲရထားတဲ့လက်မှတ်တွေကင်ပြီးတော့လူတိုင်းအလုပ်ရှိနေပြီတဲ့လူတိုင်းခမင်းစားခွင့်ရနေပြီလားအာပြောရမှာဟုတ်တယ်မြန်မာနိုင်ငံကဘွဲရထားတဲ့လက်မှတ်ကို ဘယ်တိုင်းပြည်မှာအလုတ်ပွားရှောက်ခွင့်ရလဲဒီတော့ဒီတော့တိုင်းပြည်ဘန်နာတွေတုံးပြီးတော့စောက်ပေါက်ကြီးအကြောင်းတွေစောက်ပြီးတော့တင်းတင်းနဲ့ရှောက်တင်တာတော့လူတိုင်းလောက်လို့ရတယ်ငါလည်းလောက်တတ်တယ်ရှင်းလားတိုင်းပြည်ကိုဖျက်ဆီးတယ်ဆိုတော့အဲ့ကစဖျက်ဆီးတာအတိညာတွေမိုက်မဲအောင်ဒီတို့တွေပောက်ပန်း၄၀တွေလုံမှာဟမ်အမောင်အရင်တန်းနဲ့မသိဘူးလေတပိန်းအောင်ထားတယ်သမီးစားလက်မှတ်တင်ပြီးတော့ဒေါက်တာဟာထိတာဟမ်ဘဒုကအတိမှတ်ပြုမလဲဒီတို့လက်မှတ်ကိုဘယ်တိုင်းပြည်ကအတိမှတ်ပြုမလဲဟမ်ဘဒုကထုတ်ပေးမှလဲ ဘာပညာရက်တွေတင်ပါလဲဒီကအောင်လက်မဲ့ရရင်ဘယ်အလုံးမှာဘာရမယ်လို့အာမခံချက်ပေးမလဲနော်နေတော့နှစ်လင်ခင်ရောမပြောသားကြောင်းရွေးကောက်ပွဲနီးလာလို့ချီးပုံမြင်တဲ့ခွေးလိုမျိုးအမီးနှံပြီးပြေးလာကြတဲ့ကောင်တွေအစ်မရှိတယ်ဘာဆောက်စစ်မှမရှိဘူးတိလာတိုင်းပြည်ချက်ဖို့ကလွယ်လို့မင်းတို့အဲ့ဒီကျန်ဖို့ဒီစစ်တပ်ကပြောင်းလာတဲ့ကောင်တွေခေါင်းထဲမှာဘာတစ်ခုမှမရှိဘူးရှင်းရှင်းလေးပဲ စပ်ပိုတွေလှုပ်ပြီးဓာတ်ကိုထီးကြောက်ကိုစက်ကူပတ်ပြီးတော့အမွှန်းတင်မနေနဲ့နော်အတက်မွေးဝမ်းကြောင်းပညာထောက်ပြမယ်ဆိုဘာအတက်မွေးဝမ်းကြောင်းလဲစက်မှုလက်မှုလားအဲ့ဒါအဲ့အတက်မွေးဝမ်းကြောင်းစောက်မဲ့ကြောင်းကဘယ်နိုင်ငံအတိမတ်ပြုလဲလောလောဆယ်ကောလိပ်ကအောင်တဲ့လက်မှတ်ကိုအခြားနိုင်ငံမှာအလုံးလုံးခွင့်ရအောင်တော့အရင်စူးစမ်းပေးစပ်ပိုတွေလှုပ်ပြီးမဖြစ်နိုင်တဲ့ဟာတွေကိုအရင်မလုပ်နဲ့အောင်အလောက်လောက်ပေးရင်တော့မင်းတို့ပြည်သူလက်ခံတော့ပြီရှင်းလားဆယ်တန်းအောင်ထားတဲ့လက်မှတ်နော်ပြီးလို့ရှိရင် ဘွဲရရတဲ့လက်မှတ်အဲ့လက်မှတ်ကိုပြပြီးအနည်းဆက်ဆုံးထိုင်းနိုင်ငံလောက်မှာအလုံးလုတ်ခွင့်ရအောင်အရင်စ조사ပေးနော်မလေးရှားနိုင်ငံလောက်မှာအလုံးလုတ်ခွင့်ရအောင်အရင်စ조사ပေးမြန်မာပြည်ကဆယ်ထန်းအောင်လက်မှတ်လေးနဲ့နော်ဘွဲရလက်မှတ်လေးနဲ့ဒါကကုမ္ပဏီစောက်တဲ့အပေါက်စောက်လေးပဲဖြစ်ဖြစ်အဲ့လောက်လေးပဲအရင်လုတ်ပေးကဲဒါတော့ကိုစီပြောထားတဲ့ profile ဖြစ်ပါရဲ့နော်အဲ့တော့ မပူတူကတော့သိကြရတယ်နော်အခုဆိုရင်ခုနပြောသလိုပေါ့နော်ဇော်ဘုံဖန်ခံရတယ်အခုပူတူမလည်းနီးလာပြီပေါ့နော်ဒီချိန်မှာခင်ယုံပြဝင်ပြီးမှပေါ့နော်မောမလိုက်သလားစဉ်းစားစရာပေါ့နော်ဘာပြောပြောဒါသူတို့အကွက်တွေပေါ့နော်အခုဆိုရင်သူတို့ဘက်မှာလည်းတက်ကပြက်နေတာကိုအဲ့တော့သိကြပါတယ်သူဖမ်းမခံချင်လို့ပေါ့နော်ဒီခင်ယုံဝင်ပြီးတော့လုံးတဲ့အနေထားမှာတွေ့ရပါတော့အဲ့တော့ဘာပြောပြောပါခုနသူပြောတဲ့ဟာဒီကုစီပြောတာတော့တကယ်အမှန်တရားတွေပေါ့နော်အခုချိန်မှာဆိုရင်ကျွန်တော်တို့ဘွဲရလက်မှတ်တွေဘာတွေရရူးရူးလက်မှတ်တွေပေါ့နော်ဒီလူရူးဒီအထားအီမေးဂျာနဲ့ပြီးတယ်ဘာနဲ့ပြီးသွားတယ်ဆိုတော့ဒီဘွဲလက်မှတ်တွေကဘာမှသုံး းစားလို့မရတာဟုတ်ပါတယ်နော်အခုအားလုံးလည်းသိတာပဲဒီအထယ်ရှုပ်စိတ်ုံဒီမှာတော့မဘွဲရည်ပညာတတ်တွေတဘုံကြီးပေါ့နော်အဲ့လိုမျိုးအခြေအနေမှာဒီလက်မှတ်တွေသူတို့ပထမစားလက်မှတ်လို့သာသူတို့ဗဇက်ကပြောနေတာပေါ့နော်တကယ်လဲသုံးစားလို့မရပါဘူးနော်ဘာလို့လဲဆိုတော့တကယ်ပညာရေးကအကောင်းမွန်တဲ့ပညာရေးပေါ့နော်တကယ်နိုင်ငံတကာမှာလူတွေရဲ့အကျိုးကိုပြုစီတဲ့ပညာရေးရဲ့ကြီးကြီးမားမားမဟုတ်တဲ့အတွက်ပေါ့နော်အဲ့တော့နိုင်ငံရေးတခြားနိုင်ငံလည်းဟိုတိမမပြုတ်ကြပါဘူးเนาะအဲ့တော့ဒီနိုင်ငံရေးဒီ ပညာရေးကောင်းမှုဆိုရင်တော့တကယ်ပဲပေါ့နော်နိုင်ငံနဲ့နိုင်ငံရေးနဲ့ပတ်သက်ပြီးမှတကယ်ပဲကောင်းမှုနဲ့ကောင်းဆောင်တွေပေါ်ထွက်လာပြီးတကယ်ကောင်းမှုနဲ့ပညာရေးတွေကိုကျန်းဆောင်တည်ထွင်နိုင်မှသာပေါ့နော်ကျွန်တော်တကယ်ပဲနိုင်ငံတကာအသိမပြုတဲ့ပညာရေးစနစ်တွေဖြစ်လာမှာဖြစ်ပါရဲ့နော်အဲ့တော့ဘာပဲပြောခုချိန်မှာဆိုရင်တော့ဘောမာတွေကတော့တော်တော်လေးကိုတက်ပြတ်နေပြီးတော့တယောက်နဲ့တယောက်ကပေါ့နော်ဒီရန်ဆောင်နေတာအားလုံးတွေ့ရပါတယ်နော်ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုလေးရှင်းသွားပြီဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီမနက်ပိုင်းတင်ဆက်မှုဗီဒီယိုလေးဒီလောက်ပဲဖြစ်ပါတယ်အစားဆုံးကြည့်ပေးကြတယ်မြတ်ဗီသူရောက်စတဲ့အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့ကျမ်းမာမရောက်လာရင်စစ်ပေးငလင်ပေးဘေးနဲ့ပေါင်းစုံပါကင်းလွတ်ကြပါစေလို့ ို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။